ာရှမှာအချမ်းသာဆုံးနိုင်ငံကနေအစင်ရဲဆုံးအစုတ်ပြတ်ဆုံးကနေပြီးတော့ကမ္ဘာတွေကမ္ဘာနိုင်ငံတွေကဗီဇာပိတ်တဲ့အခံရတဲ့အထူးကိုကျွန်တော်တို့ကအောက်ကြနောက်ကြဖြစ်သွားတာဟာဒီဆက်အနာရှင်ကြီးရဲ့ရက်ဆက်မှုတွေကြောင့်ပဲအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပအဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ ျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားနာရှင်စနစ်ကြာရှုံးရမည်ယူကေဆိုရကတော့ဒါလီဘာပါတီဖြစ်တာအတွက်လီဘာပါတီကောင်းဆောင်ကိုမကြိုက်တဲ့လူတွေရှိတာပေါ့ဗျာနှုတ်ထွက်တဲ့လူတွေလည်းရှိတာပေါ့ဗျာနော် ဒီလိုပဲရှိကြတာပဲဒါကတော့ပါတီဖြစ်တဲ့အတွက်ပါတီနိုင်ငံရေးပဲဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒီမိုကရေစီစနစ်ကတော့ရှင်းတန်နေသေးပဲကျွန်တော်ပြောတဲ့အုပ်ချုပ်ရေးမှန်တိုင်းတရားစီရင်မှန်တိုင်းတရားအဒီဒီဥပဒေပြုရေးမှန်တိုင်းသုံးခုကတိကျလွတ်လပ်နေပြီးတော့ဒီဟန်ချက်ညင်ညီသွားနေရင်ကျွန်တော်တို့နိုင်ငံတွေကတိုးတက်နေမှာပဲပေါ့အဲ့တော့ ATM မှာမှာချိန်ချောက်ခံရပြီးကိုဖြစ်ချင်တာကို ဒီဒီဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဒီဒီဥပဒေပြုတဲ့လူတွေနဲ့ဆန့်ကျင်ပြီးဖြစ်လာကြပြီဆိုရင်တော့ဒါအငင်းပွားမှုတွေအဲ့ဒီကနေမှပြည်သူကိုချပေးပြီးတော့ချပြပြီးတော့ပြည်သူတွေကမဲပေးတာတွေဖြစ်လာတာပေါ့အဲ့တော့အမေရိကန်နိုင်ငံမှာတော့အားလုံးသိတဲ့အတိုင်းပဲသူကနိုင်ငံသားတွေကိုအဓိကသူကဒီဒီတိုင်းပြည်ရဲ့လုံခြုံရေးပေါ့နော်လုံခြုံရေးကိုထိထိခိုက်စော်ကားတယ်ဆိုတော့ National Security နဲ့နိုင်ငံသားသားဒီထက်ဒီနိုင်ငံ7နိုင်ငံကိုသူကဗီဇာပိတ်လိုက်တာပေါ့ပြောချင်တာကသူ့နိုင်ငံက welcome မလုပ်တော့ဘူးပေါ့ပြောချင်တာလာလဲမလဲနဲ့ကြောင်းလဲလာမတဲ့နဲ့ဘလာမပတ်သက်နဲ့ပေါ့ဗျာပြပွေးလေးလေးပြောရင်တော့အဲ့ဒီတည်းမှာတော့အားလုံးကဆင်းရဲတဲ့နိုင်ငံတွေပဲပါပါတယ်အဲ့ဒီသူပိတ်လိုက်တဲ့နိုင်ငံအားလုံးကလည်းအမေရိကကိုလာတဲ့ကပြန်ဖို့မရှိပါဘူးအမေရိကန်ကအပီးနေခြင်းလို့လာကြတဲ့လူတွေများပါတယ်ပြောချင်တာက ဟိုစီးပွားရေးလှုပ်ခြင်းလို့လာလေခြင်းလို့ចောင်းတကယ်ပညာတတ်ခြင်းလို့လာတဲ့လူကတိတ်မပါပါဘူးတရုတ်ចောင်းသားတွေကပြန်တယ်တရုတ်ចောင်းသားအမေရိကမှာမနေဘူးတရုတ်ចောင်းသားအမေရိကနိုင်ငံမှာအဆိုင်လန်လည်းမတင်ဘူးလေအဲ့ဒါကြောင့်မပါတာပေါ့ကြောက်ချင်တာကအခုသူပိတ်လိုက်တဲ့ဆက်သနိုင်ငံလုံးကသေးကြတယ်အမေရိကရောက်ပြီးဆိုတာနဲ့ပြန်မှုမရှိတော့ဘူးအဲ့ဒါအဲ့ဒါလည်းအရှိတရားပါပဲဒါလည်းအမှန်တရားပါပဲအဲ့တော့ ောချင်တာကမကြူဆိုဘူးပေါ့ဗျာသူကအဓိကပြောချင်တာကသူ့နိုင်ငံကိုလာပြီးတော့ဒုက္ခပေးတဲ့ဒီမကြူဆိုဘူးပေါ့ဗျာအဲ့တော့အဓိကတော့ဆင်းရဲတဲ့နိုင်ငံပဋိပက္ခဟိုမှာဆိုမာလီယာတို့ဘာလို့ဆိုတာဒါတကဘာလုံးမှာဒါဖြစ်နေတဲ့ပြဿနာပေါ့နော်သူကတကဘာလုံးမှာသူနိုင်ငံကြီးပြတ်နေတဲ့ခါကျတော့တကဘာလုံးကိုသူကအဓိကတော့အဲ့ဒီ refugee ဆိုတဲ့အခွင့်အရေးကနေပြီးတော့သူတို့တွေရွှေ့ပြောင်းနေထိုင်ပြီးတော့ ိုရနေတဲ့အခွင့်အရေးတွေပေါ့နော်အဲ့တော့ပြောချင်တာကမြန်မာနိုင်ငံကိုဘာကြောက်ထဲ့တယ်လဲဆိုရင်ကျူတင်တားစီးတဲ့ပုံစံမျိုးလည်းဖြစ်နိုင်တယ်။ဘာကြောက်လဲဆိုတော့မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်အနေထားဟာအများကြီးထွက်လာဖို့အနေထားကို တားဆူးနေပြီပေါ့နော်။အဲ့တော့ တကယ်လဲလက်တွေ့နဲ့သူတို့ရဲ့ဆုံးဖြတ်ချက်နဲ့နှိစက်ပါတယ်။အကြောင်းလဲဆိုတော့မြန်မာနိုင်ငံမှာဘသူမဆိုဘောနော်ကိုကိုတွေကအစာပေါ့နော်လူတိုင်းပြည်တွင်းကနေထွက်ပြေးကျင်ကြပြီအဲ့တော့ပတ်စံတတ်နိုင်တဲ့လူအားလုံးစီသက်ဆိုင်ရာအနောက်နိုင်ငံများကိုဗီဇာမျိုးစုံလျှောက်ပြီးတော့ကျောင်းတွေတက်မယ်အလဲသွားမယ်ဆိုရင်ဒီလာကန်သွားမယ်မျိုးစုံလျှောက်ပြီးတော့တကယ်တမ်းလဲရွှေ့ပြောင်းဖို့စူးစမ်းနေကြတာအရှိတရားပါဒါအမှန်တရားပါ တော့မြန်မာနိုင်ငံရဲ့ပဋိပက္ခကလည်းပို့ပြီးကြီးထွားလာဖို့ပဲရှိတယ်။ပို့ပြီးတော့ဆိုးလာဖို့ပဲရှိတယ်။အဲ့တော့အဲ့လိုမျိုးအနေအထားများအရာပို့ပြီးတော့ဝင်လာတော့မသေးကြတယ်။အဲ့တော့ရောက်လာတဲ့လူအလုံးလည်းမပြန်ဘူးဆိုတာလည်းအသေးကြပဲ။အဲ့တော့တကယ်တမ်းကိုကိုရီးယားအစမပြောင်းကျင်လို့ပဲလမ်းရှာပြီးထွက်တာလေအဲ့တော့ကျွန်တော်တို့အားလုံးမမေ့ဖို့လိုတာကကျွန်တော်အပါဝင်เนาะကျွန်တော်လူတိုင်းကိုပြောနေတာ အဲ့ဒီအခွင့်အရေးတွေကနေကျွန်တော်တို့အားလုံးဒီနိုင်ငံတွေရောက်နေကြတာဘယ်သူမှကျွန်တော်တို့ကို welcome ကြိုဆိုထားတာမဟုတ်ဘူးကျွန်တော်တို့ဗီဇာမျိုးစုံလျှောက်ပြီးဒီနိုင်ငံတွေကို ရောက်အောင်လာပြီးအေခံထားကြတဲ့လူကတရားမှာ90လောက်ရှိမယ်သူကသူဆရာဝန်လက်မှတ်တွေနဲ့ဒီအင်ဂျင်နီယာလက်မှတ်တွေနဲ့အလုပ်ကိုင်တွေနဲ့လာတယ်နောက်ပြီးတော့မိသားစုခေါ်လို့မိသားစုခေါ်တယ်ဆိုတော့လည်းဒီလိုရောက်ပြီးခေါ်တာလာတဲ့လူကရှားပါတယ်အဲ့ဒါလေအရှိတရားပဲ အဲပြီးတော့ចောင်းတက်ပြီးပြန်တဲ့လူကတော့ရှိပါတယ်မြန်မာနိုင်ငံမှာជីជីတက်ချမ်းသာတဲ့မိသားစုတွေကတော့မနေပါဘူးပြန်ပါတယ်နေပါဆိုတော့ဘုမနေပါဘူးအဲ့တော့အဲ့ဒီចောင်းဆိုတဲ့ဟာကြီးကိုအခွင့်အရေးယူပြီးတော့အလဲတက်တဲ့လူတန်းစားတွေကတော့တကယ်နေဖို့ပဲကြိုးစားတာပါဗီဇာရဖို့ចောင်းတွေလိုက်လျှောက်ကြတာအဲ့ဒီမှာမှကိုပစံလေးနဲ့တတ်နိုင်တဲ့ဈေးပေါ်တဲ့ចောင်းတွေအလကားရမယ်ចောင်းတွေတဝက်လျှော့ပြီးမယ်ចောင်းတွေအဲ့ဒါစပွန်ဆာအဲ့ဒါအရှိတရားပါဘာကြောင့်လဲ ရှေ့လျှောက်လည်းပုံများလာမယ်စစ်ကောင်စီကပိတ်ဆို့မှုတွေများလာတယ်အခုလိုဒီလူမျိုးတုံးတက်ပြတ်မှုတွေမိရှုံမှုတွေဘုံကျဲမှုတွေများလာလေပြီးတော့အခုလိုစစ်မှုမထမ်းမနေရအမိတ်တွေထုတ်လာလေဒါတွေအားလုံးဟာဒါဟိုဘယ်လိုပြောမလဲအများအများရွှေ့ပြောင်းဖို့အတွက်အန်ဒီရရှိတဲ့နိုင်ငံစည်ရင်ထဲမှာပါလာတာတော့အမှန်ပါပဲအဲ့တော့အဲ့တော့ အဲ့တော့ဒီအစ်ဒီတွေသူတို့ကအကြောင်းပြချက်တစ်ခုနဲ့ထဲလိုက်တာပေါ့နော်ဒီသဘောပါပဲကြိုကားလိုက်တာပေါ့နော်မြန်မာနိုင်ငံကလည်းအမေရိကန်နိုင်ငံမှာကအမေရိကန်အမီဂေးရှင်းမှာမြန်မာနိုင်ငံကနံပါတ်1 25 5ထဲမှာရှိတယ်ဘာလို့လဲအမေရိကန်နိုင်ငံကိုတရားဝင်အစီအစဉ်တွေနဲ့အစိုးရအစီအစဉ်တွေဒုက္ခသည်စခန်းတွေရွှေ့ပြောင်းပြီးခေါ်ထားတဲ့အထက်မှာမြန်မာလူမျိုးကလည်းအများဆုံးပါတယ်။တောင်းနဲ့သိမ်းနဲ့ကြည်ဒီဒုက္ခသည်စခန်းတွေကခေါ်ထားတော့အဲ့တော့ အဲရနေမှာဒါကဟိုတုန်းကအနေထားဟိုတုန်းကအနေထားနေအခုကအခြေအနေပိုဆိုးလာတော့သူတို့လည်းလန့်စရာပဲအဲ့ဒါတော့သူတို့ကြိုတားတယ်လို့ထင်တာပါကြိုတားတယ်လည်းပုံစံပါပဲနောက်ပြီးတော့အနောက်နိုင်ငံများထုံးစံပြီးအမေရိကန်လုပ်ရင်လိုက်လုတ်တတ်တယ်အမေရိကန်ဆရာပဲအဲ့တော့အမေရိကန်ကဒီလိုထုတ်ရင်တခြားဥရောပနိုင်ငံ UK တို့အစားလေတခြားနီးလန်းနဲ့တားတာတွေလှုပ်လာပါတော့မယ်အဲ့တော့အချိန်ရှိတော့မြင်းမြန်ဆဆန်းလာခြင်းတဲ့လူများလှုပ်ကြပါ အဲ့တော့တို့ကလိုက်လို့လိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဟိုတိုက်ပြေရနေလို့မှမရတော့ဘူးနော်။နေပြုံးမရတော့အားလုံးရွှေ့ပြောင်းကြတာပေါ့။ဟိုပြောချင်တာကဟိုနိုင်ငံရေးသမားတွေတို့ဒီပါရိုးစစ်ဆန်နဲ့ခေါ်တာလဲတို့ရိုက်လိုက်တော့မယ်သဘောရှိတယ်ပုံစံပဲ။အဲ့တော့ဘသူမှဘာတွေပါမလဲအတိအကျတော့မသိဘူး။ဒါမဲ့သေးကြတာခုကမြန်မာနိုင်ငံကဖိလေရှာလေ ဒီပောက်ကွဲတော့မယ်ဒီပြိုပြိုလဲတော့မယ်လို့ပြောမယ်အုတ်ချိုရရန်တရားမတီမကျင်နေဒီတိုင်းပြည်ပြည်သူတွေကစင့်ကလေးအားဖြစ်တော့မယ်အနေထားကိုတားဆူနေတဲ့ပုံစံသူတို့ကထက်တွေ့တဲ့ပုံစံရှိတယ်ဆိုမာလီယာလို့ပေါ့ဆိုမာလီယာအဲ့လိုဖြစ်ထားတာအဲ့တော့အဲ့ဒါကိုသူတို့ကြိုတင်ကဒါပေမဲ့မြန်မာနိုင်ငံသားတွေကတော့သူများနိုင်ငံကိုဒုက္ခပေးတာမရှိပါဘူးအလွန်အမတန်နေပါတယ် ောချင်တာကမြန်မာနိုင်ငံသားတော်များများဒီနိုင်ငံမှာအကြမ်းဖက်တာတို့လူရက်တာတို့ရာဇမှုလောက်တာလို့အလွန်အမတန်ရှားပါတယ်မရှိဘူးလို့ကျွန်တော်မပြောဘူးရှိတယ်နည်းပါတယ်ဒါပေမဲ့အိမ်တွင်းကြမ်းဖက်မှုတွေပါရတော့ဖြစ်နိုင်တယ်ဒါကတော့ဒါဖြစ်လိဖြစ်တာရှိတာကျန်တဲ့ကိစ္စတွေဒီမတိမ်မှုတို့ခိုးမှုတို့ညားမှုတို့လူတက်မှုတို့အကြမ်းဖက်မှုတို့ဒါတွေကတော့မြန်မာနိုင်ငံသားတွေကမလုပ်မလုပ်ပါဘူးလုပ်တဲ့လူအလွန်အမတန်နည်းပါတယ် အဲ့လောက်ကြီးလည်းမဟုတ်ပါဘူးအဲအဲ့တော့ဟိုပြောချင်တာကတခြားဒီတခြားနိုင်ငံသားတွေပေါ့ဥပမာလစ်ဗျာတို့ဒီဆိုမာလီယာတို့ ਨੇ စာရင်တော့အများကြီးဒီအန်ရီမရှိပါဘူးသို့တော်လေသူတို့ကဟိုဖြစ်လာတော့မြန်မာနိုင်ငံရဲ့အနေအထားကိုပါထက်တွက်တဲ့သဘောရှိတယ်သူတို့သူတို့ assessment လုပ်တာပေါ့နော်သူတို့စစ်တမ်းတွေလုပ်ကြည့်တဲ့အခါမှာ မြန်မာနိုင်ငံရဲ့အနေထားဟာစစ်ကောင်စီကပိုပြီးပိုပြီးပြင်းထန်တဲ့ဒီတုတ်ပြန်မှုတွေလှုပ်လာတဲ့ခါကျတော့ဘယ်လူသားမဆိုထွက်ပြေးတော့မှာပဲလေအဲ့ဒါကိုထွက်ပြေးရင်သူတို့ရရန်လီလာနဲ့ဗီဇာတွေရှောက်ကြမှာပဲသူတို့သိတယ်အဲ့ဒါကြောင့်သူတို့ကသူတို့နိုင်ငံမှာလာပြီးတော့မရောက်ရလေအောင်ဗီဇာတားလိုက်တဲ့သဘောမျိုးပါပဲအဲ့တော့ဟိုနောက်ပြီးတော့သူတို့မှလည်း record ရှိတယ်သူပြောတယ်ចောင်းလာတက်ပြီးတော့ចောင်းအပ်ပြီးတော့ တောင်းပြီးအောင်လည်းမတက်ဘူးပေါ့နော်ဟိုတောင်းဗီဇာရအောင်လာပြီးလာနေချက်ချင်း A တွေခံကြတာသူတို့မှာ record ရှိတယ်သဘောရှိတယ်အဲ့လိုမျိုးကြတော့သူတို့ကဒီမြန်မာចောင်းသားတွေကိုចောင်းသားဗီဇာထုတ်ပေးတာကအားလုံးအတွက်မဟုတ်ဘူးဆိုတဲ့သဘောမျိုးပေါ့နော်သူတို့မှာလည်း data အချက်လက်ရှိတဲ့သဘောပါဒါပေမဲ့ကျွန်တော်နိုင်ငံသားတွေကသူများနိုင်ငံသားတွေကိုဒုက္ခပေးရစင်းတယ်မှာတော့မပါပါဘူးဘယ်နိုင်ငံမှာမှမရှိပါဘူးအလွန်အမတန်ရှားပါတယ်ဟိုတရားမှာ 1 case လောက်ပဲတစ်ထောင်မှာ1 case လောက်ပဲဖြစ်လာတာပါအဲ့တော့ဟိုပြောချင်တာကဗျာဟိုနိုင်ငံကြီးတွေဟိုသွားမယ် American Dream တို့ဒီ UK Dream တို့ဘာတို့ကတော့နည်းနည်းပိတ်ဆို့သွားတာပေါ့အစိုးရဒါပေမဲ့ UK ကတော့မလုပ်တော့ပါဘူးကွာဆိုတော့ labor အစိုးရဖြစ်တာဖြစ်တဲ့အတွက်မလုပ်တော့ဘူးသူကသူတရားမဝင်ပေါ့နော်တူတူတိတ်တိတ်ပဲပန်ယုံတွေကိုပြောပြီးတော့ဗီဇာကိုနည်းနည်းတင်းကျပ်တာတော့လုံးပါပေါ့ចောင်းသားတွေဘာတွေတော့ပေးအောင်ပါပါ UK ကတော့အဲ့လောက်မကြက်ပါဘူးသူတို့ကဘာလဲဆိုတော့သူတို့မှာဘက်ပြန်စင်ရင်ရှိတယ်ဗျာဒီလားသူတို့လိန်လို့မရဘူးဟိုအလဲလာမယ်အလဲလာမယ်မိသားစုလိုက်မှာဘွဲလာယူမယ်ဘာလာယူမယ်ပေါ့ဗျာသူတို့ဗီဇာတွေရှောက်ကြတယ်ပြီးမပြန်ဘူးဗျာပြီးတော့အဆိုင်လန်တင်ကြတယ်ဗျာအဲ့တော့သူတို့မှာစင်ရင်ရှိတော့အဲ့တော့သူတို့အလဲလာမယ်ဆိုပြီးတော့ရှောက်တဲ့လူတော်တော်များများကမပြန်တော့ဘူးဆိုတာသူတို့များလာရင်ဘယ်နိုင်ငံပဲဖြစ်ဖြစ်သူတို့ကဗီဇာကိုတင်းကျပ်လိုက်တာပါ ါဒါကတော့ရိုးရိုးလေးပါဘသူကမှဒါအညိုးအာဃာတနဲ့လောက်တာမဟုတ်ဘူးဒီဖြစ်ဖြစ်သွားတဲ့ဖြစ်စဉ်ကို ကြည့်ပြီးတော့သူတို့ကအ short အတင်းလေးလုပ်ပြီးတာပါဒီသဘောပါပဲတော့ဒီအစိုးရနဲ့တော့ဆိုင်တာပေါ့လေဒီမိုကရက်တီလေးပါးကြီးကြိုင်တော့နည်းနည်းလေးသူတို့က short ပြီးတယ်ပေါ့ဟိုရင်းလောက်ဒီဒီ Republican တို့ဒီ Conservative တို့အခုလို့ဆို Michael Farris တို့ Michael ဒီနိုင်ငံမှာ Reform Party ဒါအာဏာရလို့တော့အကုန်လုံး ပြဿနာရှာမှာသိကြတယ်အဲ့တော့အဲ့ဒါကြောင့်ကျွန်တော်မြဲပြောတယ်ရွေးကောက်ပွဲမှာမဲပေးရင်သတိထားပြီးမဲပေးကြပါလို့ဒါကြောင့်ကျွန်တော်မြဲပြောတာကိုယ်နိုင်ငံသားတွေနဲ့ကိုယ့်ကိုဒုက္ခပေးမဲ့လူများမဲသွားပေးမိရင်ဒါခံပါလိမ့်ပြီးငရဲပဲလीအဲ့တော့သူတို့ကနိုင်ငံရေးကစားနေတာဗျာသိလားဒီကနိုင်ငံရေးသမားတွေကသူတို့မဲရဖို့အတွက်သူတို့ရှောက်ပြောနေတာတကယ်တမ်းကြာရင်သူတို့ရဲ့ယက်တီချက်တွေကိုကိုကအတွင်းစကြသိဖို့လိုတယ်အာ နောက်ပြီးတော့သူတို့ဒီနိုင်ငံမှာစန္ဒပြပွဲတွေလုပ်တယ်။အဲ့ဒီချိန်မှာသူတို့ကိုကသူတို့အသုံးချခံမဖြစ်ဘူးလေသတိထားရတယ်။ဥပမာပါလက်ဆိုင်ကိစ္စသူတို့တော့သူတို့ပြောကြည့်သူတို့သွားစန္ဒပြပွဲ။အဲ့လိုမျိုးပဲကိုတွေကိုမြှောက်ပေးပြီးလမ်းပေါ်သူကထိုးတင်လိုက်မှာ။အဲ့မတော်တဆတစ်ခုအမှားပြင်းဖြစ်ရင်ကိုပဲဖန်ခံ။အဲ့ဒါမျိုးပြောချင်တာ။အခုဆိုရင်အခုဆိုရင်ပဲကြည်လေအမေရိကန်နိုင်ငံမှာစန္ဒပြပွဲတွေလုပ်တယ်ဒီမိုကရက်တွေဘာဖြစ်တယ်ဟိုလူဖန်တယ်သူတို့လောက်ပြောတယ်။ တကယ်တမ်းဖြစ်တဲ့ခါကျတော့ဒီဒီမိုကရက်လည်းမကာကွယ်ပေးနိုင်ဘူးအခုအကုန်လုံးဖန်ခံနေရပြီဒါကာကွယ်မှုဘူးသူလွတ်တော်အမတ်တွေလွတ်တော်ကိုယ်စားလှယ်သွားတယ်လွတ်တော်ကိုယ်စားလှယ်ပါဦးတမနာထရန့်အစိုးရတရားစွဲပြီအဲ့တော့သူတော်သူကိုယ်ကိုယ်တရားစွဲခံနေရပြီကိုလိုလူကိုဘလူကနေရတော်မရှိဘူးပြောချင်တာကဂျားတွေကနေကိုရီးယားအသုံးချခံဖြစ်မှကြောက်ရတယ်သူတို့ရဲ့နိုင်ငံရေးအာနာရဖို့အတွက်သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်ပြဖို့အတွက်ကိုရီးယားအတုံးချခံမဖြစ်ဖို့လေတတိထားဖို့လိုအပ်တယ် ပြောချင်တာကအနောက်နိုင်ငံတွေမှာလေဒီနိုင်ငံသမားတွေကလူလဲတွေကြီးပဲပြောချင်တာကဟိုသူမဲလိုချင်တဲ့ခါမှာသူပလတ်ဆိုင်ဆောင်ပြောမှာအဲ့တော့အဲ့တော့အဲ့တော့ပလတ်ဆိုင်ကိုဟိုဟိုထောက်ခံတဲ့လူများတဲ့နေရာမှာ तू ကမဲလို့ချင်ပလတ်ဆိုင်ကြောင်း तू ကပြောလိုက်ရင် तू မဲရပါမှာဒါပဲကြောက်ကြတာဟို तू အလုတ်သမားကြောင်းပြောမယ် तू မဲလို့ချင်လို့အဲ့တော့သူတို့ရဲ့ရည်တည်ချက်တွေကိုကျွန်တော်တို့ကသိချာနောက်သူတို့အဓိကသူတို့ပါတီတွေရဲ့ policy တွေကို သေချာခိုးခဲပြပြတိတ်ပြီးမှမဲပေးတာပိုအိပ်ပဲရှိတယ်ပေါ့ဟိုကျွန်တော်တို့ကတော့လေးပါဟိုဘာလို့မဲပေးလဲလေးပါတက်ရင်ကျွန်တော်လက်ကတူတယ်အခုတကယ်လည်းတူတယ်လက်ကတွေတူတယ်မတူတာနဲ့ဆိုင်တော့တူတယ်ပေါ့ဗျာအများကြီးတော့မဟုတ်ပါဘူးကိုစင်းလုံးကြအောင်သူလုပ်ပေးတယ်အခုကြတာပြီအခု EU နဲ့ဒီဥရောပနဲ့သူကုံသွေးစာချုပ်တွေပိုင်းချုပ်လိုက်တယ်သဘောတူညီရတော့တဖြည်းဖြည်းနဲ့ကုံစင်းလုံးတွေစကြလာပြီပေါ့ပြောချင်တာကဒါတွေကအတိပ္ပယ်ရှိတယ်လေကိုက ဟိုသူတို့တက်ဘာမှဟိုအတုံးချခံမဟုတ်ဘူးအဲ့တော့ဟိုအခုပဲကြည်ပေါ်တာဟိုကိုယ်နိုင်ငံသားတွေကိုပိတ်မဲ့ကိစ္စကိုကိုကမဲသပေးမိရောကိုမျိုးတွေလာဖို့ရှိလဲလာလို့မရတော့ဘူးပေါ့ဗျာဂျိုးဘိုက်တန်အစိုးရကဒီအမျိုးတွေကိုခေါ်လို့ရဖို့အတွက်သူကစပွန်ဆာလုပ်တဲ့ပရိုဂရမ်တွေလုပ်ပေးထားတယ်ဂျိုးဘိုက်တန်ကပြောချင်တာကမင်းတို့မင်းတို့မင်းတို့ community ကမင်းတို့ငွေချင်းတွေပေါင်းပြီးတော့ 5ယောက်10ယောက်ပေါင်းပြီးတော့ sponsor လုပ်ပြီးခေါ်ငါဗီဇာထုတ်ပေးမယ်အဲ့ဒါမျိုးနဲ့လာလို့ရအောင်ဒီသူကဒီဆင်းရဲတဲ့နိုင်ငံတွေကိုတနာပြီးတော့ကူညီပေးတာပေါ့အဲ့တော့အခုအဲ့ဒါတွေမရတော့အဲ့တော့အဲ့ဒါမျိုးလုပ်ပေးမယ်လူကိုကိုကမဲမပေးမိပဲနဲ့နိုင်ငံသားကို ပိတ်မယ်ဆိုတဲ့လူကိုမဲသွားပေးပြီးတော့အခုပိတ်ခံရတာပေါ့အဲ့တော့အကြောင်းပြချက်ကတော့ကျွန်တော်ပြောသလိုပေးလို့ရတာပဲကျွန်တော်ပြောသူတသက်လုံး ဒီလိုပဲဖြစ်ခဲ့တာအခုမှဒါကြီးကထိုးဖြစ်နေတာဘူးကျွန်တော်တို့မြန်မာနိုင်ငံသားတွေဆိုမာလီယာတွေစိတ်ရတဲ့နိုင်ငံရဲ့လူတွေကအမေရိကန်နဲ့အနောက်နိုင်ငံကိုလာဖို့ဆိုတာပညာလာသင်ဖို့ကခက်နေနေရောက်အောင်ဒီမျိုးစုံနဲ့ရှောက်ပြီးလာပြီးနေဖို့ပဲစူးစားကြတာဒါကတသက်လုံးဖြစ်နေတာအခုမှထူးခြားပြီးဖြစ်နေတာမဟုတ်ဘူးအဲ့တော့အဲ့ဒါကြီးကိုအခုမှအထူးထွေလုပ်ပြီးတော့ဆွဲထုတ်ပြီးတော့အကြောင်းပြချက်ကမဟုတ်ပါဘူး။ဒါအကြောင်းပြချက်ရှာတာပေါ့။အမှန်ကတသက်လုံးတည်းလိုပဲဖြစ်နေတာ။ပြောချင်တာကသူတို့နိုင်ငံတိုးတက်တယ်ဗျာ။သူတို့နိုင်ငံမှာနေလို့ကောင်းတယ်ဗျာ။သူတို့နိုင်ငံက ကတိုးတက်တယ်ပညာရေးကောင်းတယ်လူခွင့်ရေးကောင်းတယ်စီးပွားရေးကောင်းတယ်ကူညီမှုတွေကောင်းတယ် benefit ကောင်းတယ်ပေါ့ဗျာစိန်ရတာပေါ့အဲ့ဒါကြောင့်လူတိုင်းလာကြတာအဲ့တော့လာကြတဲ့အတွက်လူတိုင်းလူတိုင်းဒီဗီဇာမျိုးစုံရှောက်ပြီးတော့လာကြတာပဲဒါသူတို့လည်းသိပြီးသားပါငကူတွေကကိုသူတို့နိုင်ငံမှာလူလူတို့ဟိုသူတို့နိုင်ငံရဲ့ policy တွေအရအလုပ်သမားတွေဟိုလူလူနောက်ဘုလေတိုက်ပြေချဲ့ဖို့အတွက် consumer ပေါ့ customer တွေများဖို့လူရည်များဖို့ဒီရည်ချက်တွေနဲ့ကိုသူတို့တွေက ခွင့်ပြုထားတာပါအဲသူတို့မလာစီခြင်းတဲ့အခါကျရင်တော့အကြောင်းတစ်ခုရှာပြီးတော့အကြောင်းပြချက်ပေးတာပါပြောချင်တာကပုတ်ကူရေးမပါဘူးပါစင်တယ်မပါဘူးဘု து ကောမချစ်ချင်းမုန်းချင်းမပါပါဘူးသူတို့လှုပ်ချင်လို့လှုပ်တာအဲ့တော့အဲ့တော့သူတို့လှုပ်ချင်လို့လှုပ်တာအဲ့တော့သူတို့လှုပ်ချင်လို့လှုပ်တာ ဖြစ်တာဖြစ်တဲ့တွေ့ကျွန်တော်ထင်ပါတယ်ဒီမိုကရက်အစိုးရဒီပါတီပြန်ဖြစ်ရင်တော့ ဒီ policy တွေပြန်ကောင်းသွားမှာပါဒါရာသပံပိတ်တာမဟုတ်ပါဘူးသူပြောသလိုပေါ့ကမနာထွန့်လည်းမနေ့ကပြောပါတယ်သူအမြဲတမ်း review ပြန်လုပ်မယ်ပြန်လဲသုံးသပ်မယ်သုံးသပ်လို့အဆင်ပြေတဲ့နေ့ကျရင်ပြန်ဖွင့်ပေးမှာပေါ့ဗျာအဲ့တော့အခြေအနေကိုသူစောင့်ကြည့်မှာပေါ့အဓိကကအရန်များနေတာလည်းပါတယ်သူတို့လက်ခံနိုင်တဲ့လူကြီးတွေရောက်နေတဲ့လူကြီးကအရန်များအရန်များလာတဲ့ကကြတော့ သူတို့မှဒီလူမှုရေးမတည်ငြိမ်မှုတွေဖြစ်မှအောင်စိုးရိမ်တာလည်းပါတယ်အဲ့ထဲမှာမှတကယ်တမ်းသွားပြီးလှုပ်တဲ့လူကလည်းလှုပ်တာတွေရှိတာပေါ့နော်ဒါတရားလည်းအကြောင်းပြချက်တွေပေါ့အဲ့တော့ဒါကအရှိတရားပါနော်အခုမှကျွန်တော်တို့ကငါကအရင်ရောက်နေတယ်အခုမှငါကဆရာကြီးမလို့ပါနဲ့လူတိုင်းဒီဘဝတွေရင်းနေပဲလားလုံခဲ့တဲ့အနှစ်20ရပဲရောက်လုံခဲ့တဲ့အနှစ်30ရပဲရောက်ညုံခဲ့တဲ့အနှစ်50ရပဲရောက်အကုန်လုံး ဗီဇာမျိုးစုံ ရှောက်ပြီးတော့ရောက်အောင်လာပြီးတော့နေထိုင်ခွင့်ရဖို့မီးမျိုးစုံနဲ့ရှာဖွေထားပြီးတော့ဒီမြေကန်တွေမှာအသားကျနေတာလူတိုင်းဒီဘဝကိုဖျက်သန်းဘယ်သူဘယ်သူမှမသားပါဘူးပြစင်တာကအားလုံးဒီဒီဘဝတွေပါပဲအဲ့တော့ဒီဘဝတွေပဲဖြစ်တာဖြစ်တဲ့အတွက်ပင်လေရေဖြစ်တာဖြစ်တဲ့ကိုယ်နိုင်ငံသူနိုင်ငံသားတွေကိုလည်းရစေခြင်းနဲ့အခွင့်အရေးပေါ့နော်သူများနိုင်ငံသားတွေရသလိုကိုယ်နိုင်ငံသူနိုင်ငံသားတွေလည်းရစေခြင်းနဲ့အခွင့်အရေးပါ တော့ဒီအခွင့်အရေးအခုလိုယာယီအပိတ်ခံရတာဖြစ်တဲ့အတွက်တော့ဒါစိတ်မကောင်းစေရပါဘူး။ဒါပေမဲ့ဒါလည်းယာယီပဲဖြစ်မှာပါ။အခြေအခြေတိုင်းတာတစ်ခုရေးကြရင်ပြန်ဖွင့်ပေးမှာပါ။ဒါယာယီပဲဖြစ်တာဖြစ်တယ်။အဲ့တော့အဲ့ဒီဘဝကလွတ်ဖို့ကကျွန်တော်တို့ကတလန်းပဲရှိတယ်။ကိုယ်နိုင်ငံမှာဒီမိုကရေစီစနစ်တည်ဆောက်မှာဒီဘဝကတော့ဘယ်နိုင်ငံမှအားကိုးစရာမလိုဘူး။ဘယ်နိုင်ငံမှသွားပြီးအလုပ်လုပ်စရာမလိုဘူး။ ဘယ်သူ့ကိုမှလည်းအောက်ကျိုးစရာမလိုဘူးကိုယ်နိုင်ငံတွင်းမှာကိုယ်ကိုယ်သိခါရှိရှိနေလုံလုံကြုံကြုံနဲ့ချက်ချင်းတာတာပြည့်ပြည့်စုံစုံနေနိုင်ဖို့ဟာဒီအာနာရှင်စနစ်ကြီးကိုဖယ်ရှားမှရမှာကျွန်တော်ရင်းရလည်းပြောဘူးပါတယ်ကျွန်တော်တနိုင်ငံလုံးကမြန်မာနိုင်ငံသားတွေကိုဒီအနောက်နိုင်ငံကိုခေါ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးအဲ့တော့အကောင်းဆုံးကမြန်မာနိုင်ငံကိုအနောက်နိုင်ငံများကဲသို့ဟိုအခွင့်အရေးတွေရအောင်ကျမ်းမာအောင်ချမ်းသာအောင် နေလို့ထိုင်လို့ကောင်းအောင်စီးပွားအောင်လုံခြုံအောင်ပညာကောင်းအောင်လှုပ်ပေးမှလှုပ်မှစနစ်ပြောင်းမှအားလုံးအကျိုးခံစားခွင့်ရမှာပါ။ဒါကြောင့်ဒီလိုအခက်အခဲတွေကိုကျွန်တော်တို့ကြော်လှားဖို့ပေါ့နော်။ဒီလိုဟိုကိုယ်နိုင်ငံသားတွေမျက်နှာမငယ်ရဘူးဗျာပြောပြောချင်တာပါ။များကိုတိတ်အားကိုရတဲ့ဘဝတွေမရောက်ဘူး။ဘာမို့လဲအခုလိုပေါ့ထိုင်းတို့စင်ကာပူတို့လိုအပိတ်မခံရတဲ့နိုင်ငံပေါ့ဗျာသိတယ်မလား။ လိုက်ပြချမ်းသာတယ်သူ့နိုင်ငံကအဆင်ပြေတယ်ပြည်တွင်းစစ်တွေမရှိတော့ဘယ်သူမှမအမေရိကမှာလာမနေဘူးလေတကယ်ကြောင်းလာတက်တာတကယ်လာလဲတာဆိုတော့ဗီဇာတွေထုတ်ပေးတာပေါ့နော်ဗီဇာ free ပေးတယ်တကယ်လည်းအဲ့လူတွေလည်းမနေပါဘူးစေကူနိုင်ငံသားတွေလည်းဘယ်သူမှတော့မနေဘူးသူ့နိုင်ငံသူပြန်ပါပဲကိုကအဲ့လိုအနေထားမျိုးရအောင်ကြိုးစားမှာအခုတို့ကျွန်တော်တို့ကဘလောက်မျက်နှာငယ်ရလဲဆိုတော့အာဆီယံနိုင်ငံထဲမှာကိုကျွန်တော်တို့တနိုင်ငံတွေပါတာနော်ထိုင်းတို့တော့မပါဘူးအဲ့တော့သူတို့က ိုမှလည်းတကယ်နေမဲ့လူတွေမရှိပါဘူးသူ့နိုင်ငံကလောက်ကောင်းတယ်ဟုတ်တယ်မလားအဲ့တော့အဲ့လိုမျိုးအနိုင်ဆုံးအဆင့်အာဆီယံနိုင်ငံလောက်ပေါ့နော်ထိုင်းမလေးရှားအင်ဒိုနီးရှားစင်ကာပူလောက်ကျွန်တော်တို့ကတိုးတက်အောင်လုပ်နိုင်တယ်ပြည်သူတွေကိုတာယာဝပြောင်းလုပ်ပေးနိုင်တယ်ဆိုရင်ဒီဒုက္ခတွေကျွန်တော်တို့မကန်စားရတော့ဘူးဘယ်သူမှကျွန်တော်တို့ကိုနှိမ်ပြီးတော့လေအခုလိုပယ်တဲ့စင်းတဲ့မှာမပါဘူးပေါ့ဗျာနော်ဒုက္ခရောက်တဲ့စင်းတဲ့မှာမပါဘူးပေါ့အဲ့တော့ ဒါတွေအလုံးဟာဆက်အာနာရှင်ကြောင့်ပဲဖြစ်နေတာဆက်အာနာရှင်ကကျွန်တော်တို့မြန်မာနိုင်ငံသားတွေအခုလိုသူများအားကိုးကြလာအောင်သူများနိုင်ငံကိုထွက်ပြေးအောင်ဘဝတွေကိုဖျက်ထားလို့ညှော်လင့်ချက်တွေမဲ့နေလို့ပြည်တွင်းမှာလည်းမလုံးမကြုံနဲ့နေနေရလို့နေဖမ်းမလားညဖမ်းမလားနေနေပဲရံဖြစ်အိုဒီအနေရဖြစ်ခံရမလားလူခံရမလားဘာမှမလုံးကြုံတဲ့ဘဝစီးပွားလည်းမလုံးကြုံဘာမှအမတ်ကြင်မရှိတဲ့ဘဝကိုဖန်တီးထားတာ ဒါတွေအားလုံးဒီစိတ်နာเสียရရှိရင်ဆရာနာရှင်ပဲသူတို့လှုပ်ထားလို့ကျွန်တော်တို့အခုလို့သုံးမကြမှုတွေကြောင့်ပဲအဲ့တော့ကျွန်တော်တို့ဟာဒီစနစ်ကိုပဲကျွန်တော်တို့ဖြိုမရတော့မယ်စနစ်ပြောင်းလှုပ်ရတော့မယ်ဆိုတော့ပူပြီးပူပြီးခိုင်မာလာစီတယ်သူတို့ကိုဘသူမှသူတို့အထင်သေးအမြင်သေးနဲ့မဆက်ဆံရလေအောင်အမှန်ကန်ကဗျာကျွန်တော်တို့နိုင်ငံကနိုင်ငံသားတွေကကမ္ဘာပေါ်မှာ ရာစုမလုပ်ပါဘူးရောက်ရနေကမှာကျွန်တော်တို့နိုင်ငံသားတွေကပျော်ဝင်ပြီးတော့အလုပ်လုပ်ကြတယ်စူးစားတယ် benefit လည်းထိုင်မစားဘူးညာကျွန်တော်မြန်မာနိုင်ငံသားတွေကအလုပ်လုပ်တယ်စူးစားတယ်ကိုလုပ်ကိုလုပ်တယ်အိမ်ဝယ်တယ်ကားဝယ်တယ်ဘဝကိုရက်တည်တယ်အဲဒီကိုရောက်တဲ့နိုင်ငံကိုပဲ contribution လို့ပြောတယ်ပေးဆက်မှုတွေပေါ့နော်ကြာရတာဝန်ကဝင်လုပ်ကြတာအဲဒီနိုင်ငံမှာပဲတရားဝတ်ပြောမှုကိုဝင်လောက်တာအဲ့ဒီနိုင်ငံကိုအနောက်ရှက်မပေးပါဘူး ဒါမြန်မာနိုင်ငံသားအများစုပေါ့နော်ကျွန်တော်ကပြောတာကတရားရင်ကနုံးတော့မဟုတ်ဘူးပေါ့လေ80 90ရင်ကနုံးကဟိုဂုံတူးထွက်တဲ့အမှန်တကယ်ကျွန်တော်တို့ကဟိုနာမည်ကောင်းနေရှိတဲ့နိုင်ငံသားပါအခုလို့ဟိုအခုလို့ကျွန်တော်တို့ကဟိုအလုတ်ခံရတယ်ဆိုတာဆက်ရနာရှင်ရဲ့ဒီအာနာသိမ့်မှုတွေကြောင့်မြန်မာနိုင်ငံက vulnerable လို့ခေါ်တာပေါ့နော် အန္တရာယ်ရှိတဲ့နိုင်ငံဖြစ်လာတော့လူတွေအမြောက်အများဒုက္ခတွေတဲ့အမြောက်အများထွက်ပြေးလာတော့မယ်ဆိုတော့စိုးရိမ်လို့အနှိမ်ခံရတာပေါ့သူဝင်လေးပြောရင်မျက်နှာငယ်ရတာပေါ့တော့သူတို့တထေးကြီးလည်းအခုမရတော့ဘူးဘလောက်မျက်နှာငယ်ရလဲဘုကျုပ်တွေလည်းမရတော့ဘူးဘုကျုပ်သားသမီးတွေလည်းမရတော့ဘူးတထေးတွေလည်းမရတော့ဘူးမြန်မာနိုင်ငံမှာဒေါ်လာသန်းတရာချမ်းသာလဲမြန်မာပါစုကင်ထားရင်မရတော့ဘူး တော့ကျွန်တော်ခရိုနီလည်းမရတော့ဘူးခိုးပြားလည်းမရတော့ဘူး session နဲ့မဆိုင်ဘူးတော့သူတို့ဒီမြန်မာ passport ကင်တာလို့အဲ့ဒါပါပြီလို့လေတိုင်းပြည်ကိုပြက်စီအောင်ဖျော်ဖျဲဖျက်အောင်အာဏာတွေထားသိမ်းပြီးတော့လောဘတွေတက်ခဲ့လို့ပဲဒီစနစ်ကြောင့်ပဲအဲ့တော့ကျွန်တော်တို့နိုင်ငံသားတွေပြောပြောစရာရှိတာဗျာညနာနေရတာပေါ့ဗျာနော်လူကြားထဲမှာ ဟာမင်းတို့နိုင်ငံဗီဇာပိတ်ခံရတယ်ဆိုတော့ block ရောက်ဖို့ပေါ့အဲ့တော့အဲ့လိုမျိုးဖြစ်အောင်ဆက်အာဏာရှင်တွေကဖန်တီးလာတာသူတို့နိုင်ငံသားတွေကဘာပြည့်မှမရှိဘူးသူတို့ပိတ်ထားသူတို့ဒုက္ခပေးလို့တွက်ပြေးတာဒီနော်သူပတ်ဆံမဲ့ချမ်းသာမချမ်းသာတာဘာဖြစ်ဖြစ်ဖြစ်ပြည်သူကဘာဒုက္ခမှမရှိဘူးပြည်သူကဘာမှမဆိုင်ဘူး အဲ့ဒီအာနာရှင်တွေအသုံးမကျတာနဲ့သူများကိုအိတ်တိန်မှလို့ပေါ့ဗျာအဖေကစိုးသွားနေတယ်မူးယစ်နေတယ်တောင်းကြနေတဲ့အခါမှာပောင်းချင်းကအိတ်တိန်ကသားသမီးတွေကိုအထင်သေးမြင်သင်ဆက်ဆံတယ်လို့ပေါ့ဗျာကျွန်တော်တို့လည်းအဲ့လိုခံစားရအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ပေါ့ဗျာနော်အချိန်တစ်ခုကြာရင်တော့ကျွန်တော်တို့ကပြန်ရမှာပါ ဒါမြဘလိုပဲပြောပြောဘလိုပဲပြောပြောဒါဒီအားလုံးဟာဆရာနာရှင်ကြောက်ပဲဖြစ်တာအခု ILO ဘာအပိတ်ခံရတာလဲဆရာနာရှင်ကြောက်ပဲအဲ့တော့အခုမှဒီအမေရိကန်ဗီဇာရတော့မယ့်လူတွေဗီဇာရစဲတဲ့လူတွေအားလုံးပရိုဂရမ်မျောလင့်ချက်တွေစိတ်ဓာတ်ကြမှုတွေဖြစ်သွားနိုင်တာပေါ့နော်အဲ့တော့စိတ်ဓာတ်မကြပါနဲ့ တခြားနိုင်ငံတွေကိုစူးစမ်းပါနမွေလေတန်ယုံကိုသွားပါတန်ယုံကဖွင့်တယ်ဆိုရင်ဖွင့်ပါပေါ့ဘသူစကားမှမယုံပါနဲ့တန်ယုံကိုသွားပါတန်ယုံကဖွင့်ပေးတယ်ဆိုရင်လည်းဖွင့်ပေးတာပေါ့နော်ဒါဘသူမှမသိပါဘူးအဲ့တော့ဘသူတွေပါလဲမပါဘူးအဓိကတော့တန်ယုံကအသိဆုံးပဲလေတန်ယုံကဗီဇာလက်ခံတဲ့နေရာအင်တာဗျူးတဲ့နေရာဗီဇာထုတ်ပေးတဲ့နေရာပေါ့နော်အဲ့တော့တန်ယုံက information ကအပတ်ပါအဲ့တော့တန်ယုံကိုသွားကြပါ တန်ရုံမှာပဲစူးစားပေါ့မရတော့လဲဥရောပလာပေါ့ဗျာနော်ဥရောပနိုင်ငံတွေမှာပညာလာတဲ့ပေါ့ဘယ်လိုပဲဘယ်လိုပဲသွားရမှာပေါ့အဲ့တော့ဒါလေးကိုပဲကျွန်တော်ဒီနေ့ဦးစားပေးပြီးပြောချင်ပါတယ်ဒါကအားလုံးနဲ့ဆိုင်တဲ့ခရရိုက်နိုင်တဲ့တည်င်းကြီးတစ်ခုပါ